Star Celebrity ရဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Star Celebrity ရဲ့ Horrible Series စီစဉ်ရနေပြည်သူများအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာလည်းကျွန်တော်ကစာရေးဆရာနတ်နယ်ရဲ့ကာရမာစွန်ကြီးကိုမျိုးစုပ်ထုလေးကိုအပိုင်းလေးအနေနဲ့ဆက်လက်ပြီးတော့တက်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ရဲ့အစီအစဉ်ကိုအခုပဲစတင်လိုက်ချင်ပါတယ်ခင်ဗျာလေ တတိယတအလျော်ရှာထိုထင်ကသူသည်အသက်20မြတ်သာရှိပေသေးသည်သူ၏အကိုအိုက်ပင်က24နှစ်ရှိပြီးအကိုအကြီးဆုံးဒီမီထရီက28နှစ်ဖြစ်သည်ဤသည်ငယ်ကလေးအလျော်ရှာနှင့်ပတ်သက်ပြီးပထမဆုံးကျွန်တော်ပြောချင်သည့်အချက်တစ်ခုကတော့သူသည်တေယူတန်ကလေးတယောက်မဟုတ်ပါနားလျင်ခက်ခဲသောလူငယ်ကလေးတယောက်လည်းမဟုတ်ပါဤကိစ္စကိုအစကတည်းကရှင်းထားဖို့လိုပါသည်သူသည်လူသားများကိုချစ်ခင်တတ်သူတအိုးသာဖြစ်ပါသည်ဘာသာရေးဘက်သို့သူလိုက်ပါသွားခြင်းသည် ဤလောကအဝိဇ္ဇာမောင်းတွန်းမှလွတ်မြောက်၍မေတ္တာအလင်းရန်ကိုရရှိလိုရတာဖြစ်လိမ့်မည်။နောက်ပြီးခရိယံသန္တနာဝင်ဘဝကိုသူ့အနေနဲ့ ပင်မြတ်နှစ်ချိန်မမောတော့ခြင်းမှာလဲကျွန်တော်တို့ဤဟွန်တော်ကြီးကျောင်းတိုင်မှာအကျော်စရာဖြစ်သောဟွန်တော်ကြီးဇော်စီမာနှင့်တွေ့ရှိစည်းကပ်ရ၍ဖြစ်ပါသည်ဒီဖုန်းတော်ကြီးသည်အင်မတန်ထူးခြားသောပုဂ္ဂိုလ်ကြီးတစ်ပါးဖြစ်သည်ဟုသူစိတ်ထဲတွင်မှတ်ယူထားပေသည်ကျွန်ုပ်သည်သူ့အကြောင်းကိုဤသို့ပြောနေသဖြင့်သူသည်အင်မတန်ထူးဆန်းသောလူရွယ်ကလေးတစ်ယောက်ဖြစ်သည်ဆိုသောအချက်ကိုမငင်းပါသူသည်မွေးကင်းစအရွယ်ပကတ်တွန်ကလေးကပင်ထူဆန်းသောကလင်းငယ်ကလေးဖြစ်ပါသည်။သူဤမိခင်ကိုယ်လွန်ချင်းတွင် သူသည်လင်းနှစ်သားမြသားရှိတော်လဲသူသည်မိခင်ဖြစ်သူကိုဘဝတသက်သာလုံးကောင်းစွာမှတ်မိလျက်ရှိကြောင်းစောစောပိုင်းကအကြောင်းအားလျော်စွာကျွန်တော်ဖော်ပြခဲ့ပြီးပြီဖြစ်သည်မိခင်ဖြစ်သူ၏မျက်နှာမိခင်၏ပိုက်ထွေးမှုတို့ကို ကောင်းစွာမှတ်မိနေပါသည်မိမိဟာကျွန်တော်ရှိမှအသက်ထင်ရှားရနေတဲ့အတိုင်းပါပဲခင်ဗျာသို့တော့ အလုံးသိကြသည့်အတိုင်းပင်အီလိုကလေးဘောအရွယ်ကမမိချင်းများသည့်အမောင်တူရဲတွင်လျက်ရက်ပြက်သည့်အခါတွေ့မြင်လိုက်ရသည့်မျိုးသားဖြစ်သည်။အရာမပေါင်ကားကြည့်တစ်ချက်ဤသိငယ်သောနောက်ဆုံးတစ်ခုမြသားဖြစ်သည်။အလိုရရှာ၏အဖြစ်မှလည်းအီတိုင်းသာဖြစ်သည်။သူ့ဘဝတွင် သူမှတ်မိနေသည်ကတခုသောညနေခင်းသိစိတ်ငြိမ်သက်သောနေရာသည့်ညနေခင်းတွင်ဗီဒီယိုမောက်တကားကိုဖွင့်ထားသည်။ဗီဒီယိုမောက်မှနေ၍နေရောင်ကြီးဆွေဆောင်း၍ကြာနေသည်။သူ၏စိတ်အားယုံတွင် အထုတလေမှတ်မိနေသည်ကတော့စေဆောင်သောနေရာကြီးတန်းများပင်ဖြစ်သည်အခန်းတောက်တွင်ပုံတော်ကားတစ်ခုရှိသည်ပုံတော်ကားရှိတွင်မှန်အိမ်လင်းနေသည်သူ၏မိခင်သည်ပုံတော်ကားရှိတွင်ဒူးထောက်လျက်ရှိသည်ရှိုက်ငင်လျက်ရှိသည်ငိုကြွေးမိတန်းလျက်ရှိသည်သူမသည်သူ့ကိုလက်နက်ဖက်ဖြင့်ပွေယူလိုက်ပြီးသူမ၏ရင်သားဆောင်တွင်တင်းကျပ်စွာဖိကက်ထားလိုက်သည်ထို့နောက်မေရမာယူထံတွင်သူ့အတွက်ဆုတောင်းပဌာနာပြုလုပ်သည်ပြီးလျှင်သူ့ကိုလက်နက်ဖက်ဖြင့်မြောက်ပြီး မေရမာရီထန်တန်အနဟံပြုသည် ထိုအချိန်တွင်ကလေးထည့်တယောက်ပြေးလာပြီးထိတ်လန့်တော်လို့စွာသူ့ကို မိခင်ထံမှဆွဲယူလိုက်သည်ဤကားဖြစ်ပျက်သည်။အလုံးစုံသည် အလိုရှာသည် ထိုခေတ္တခဏအတွင်းမှပင်မိခင်ဤမျက်နှာကိုမှတ်မိလိုက်သည်မိခင်ဤမျက်နှာသည်ပရိဒေဝမိတောင်းလောင်ရရှိသည်လှပသည်ကအမှန်ပင်ဟု အလိုရှာကအမြဲတမ်းပြောလိရှိပါသည် သို့တော်သူသည် ဤအကြောင်းကိုလူအများကိုပြောဆိုခြင်းမပြုပါကြ။သူသည်ငငယ်လေးကလေးကစပြီးအပြည့်ရလောက်သည့်အချိန်အထိအများတကာနှင့်စကားများများပြောဆိုခြင်းမရှိကြ။ဤသို့ဖြစ်ရသည်မှာလူတွေကိုမယုံယွေလည်းမဟုတ်ပါ၊ချက်ကြောက်တက်၍လည်းမဟုတ်ပါ၊လူတွေနှင့်အယောမဝင်လို၍လည်းမဟုတ်ပါ။ဤချက်များနှင့်ဆန့်ကျင်ဖက်ပင်ဖြစ်တော်သည်။အမှန်ကတော့ သူ၏အတွင်းစိတ်ပင်ဖြစ်တော်သည်သူ၏အတွင်းစိတ်ကသူ့ကိုယ်သူသာဗဒနာပြုထားသည် အခြားသူများကိုဂရုမပြုဘဲရှိသည် သူ့ကိုယ်သူအဓိကထားသဖြင့်အခြားအရာများကိုနှဲ့ရနေရခြင်းဖြစ်သည်သို့သောလူတွေကိုသူချစ်သည်သူ၏ဘဝတခြားလို့တွင်လူတွေကိုလုံးဝအုတ်တုံယုံကြည်သည် လူတွေကလည်းသူ့ကိုလူထမ်းလူအားတရားအဖြစ်မှတ်မှတ်ယူကြပါ သူကလူတွေကိုဝေဖန်ပန်းချမပြုလိုပါအထူးသဖြင့်လူတွေကိုပြစ်တင်ဝေဖန်လိုခြင်းမရှိပါ သူကအဆက်ဆက်အရာရာတွန်းဒီခံတတ်သည်ဘသူတွေပါပဲလို့လို့သူမှန်းအောင်တတ်ပါမကြောက်လက်တတ်ပါ ငငယ်လေးကလေးကပင်ဖြစ်သည်သူ့အသက်20အရွယ်သို့ရောက်ရှိ၍လူစည်မှုတွေပြုံးတွင်းနေသောသူ့ဖခင်အင်သို့ရောက်ရှိသောအခါတွင်လည်းမျက်စိအောက်တွင်မကုံမကတွေ့မြင်သည်များကိုဒဇုံတရာပြောဆိုခြင်းမပြုခြင်းမိသူကိုများမနှင်းမြှောင်းမပြားမိသူကိုများပြစ်တင်ရှုတ်ကြခြင်းမပြုပင်အခြားတစ်ဖက်တွင်ကသူ့၏ဖခင်သည်လူကပတ်တအိုးဖြစ်ပြီးအခြားသူများအပေါ်အမြဲတမ်းလိုလိုမယုံသင်္ကန်းရှိတတ်သည့်အလျောက် အစပထမပိုင်းတွင်သူ့အပေါ်၌လည်းမယုတ်တင်ကရှိလေသည်။တင်းကလေးဟာနှောက်စေလေအာကြီးလွန်းနေ။တိတ်ပြီးတော့တွေးလွန်းနေ။သို့သောရက်တက်တာနှစ်ပတ်ခန့်ကြာသောအခါတွင်ကဖခင်သည်တားငယ်ကိုတနက်နက်တရှုပ်ရှုပ်ရှိတော်သည်။အယံမူမူမျက်ရည်ဆန်းဆန်းဖြင့်ဖြစ်တော်သည်။အမှန်တကယ်ပင်သည်ကာရာမာဇော့သည်တားငယ်ကိုနှစ်နှစ်ကကတက်တက်လေးလေးပင်ချစ်ခင်လျက်ရှိတော်သည်။သူ့လိုလူမျိုးတစ်ယောက်ကဒီလိုမျိုးချစ်သည်မှာမယုံနိုင်စရာပင်ဖြစ်သည်။ အမှန်တော့မူအီလူရွယ်ကလေးကိုသူရောက်လျက်အရက်တွင်လူတိုင်းကပင်ချစ်ခင်ကြပါသည်ကလေးဘွားအရွယ်ကလေးကပင် ဖြစ်သည်သူကိုတွေ့မစားလျှောက်သူနှင့်အောက်ထင်းသူရီပင်အော်လီနော့အိမ်တို့ရောက်ရှိသောအခါအိမ်သူအိမ်သားအလုံးကပင်သူကိုအိမ်သားစုတို့ဥပမာယဉ်သိဆက်ဆံကြသည်ထိုအိမ်တို့ရောက်သည့်အချိန်တွင်အရွယ်ငယ်လာသည့်သဖြင့်တပါးသူတို့ချစ်ခင်နှစ်တအောင်အလိုလိုက်အကြိုက်ဆောင်နိုင်စွမ်းသူ့မှာမရှိပါခြင်း တော်ဖြစ်တော့ကြာသူ့ကိုလူတွေကချစ်ခင်ကြခြင်းမှာသူ့ဤပင်ကိုယ်တော်ဘဝအရေးချင်းတရက်ပင်ဖြစ်တော်သည်လောက်ကြံဖန်တီးခြင်းမရှိဘဲသူ့အလိုလျောက်ဖြစ်နေခြင်းသာတည်းចောင်းတော့ရရှိသောအခါတွင်လည်းဤတိုင်းပင်တည်းသောတစီလည်းသူ့လိုចောင်းသားမျိုးသည်အခြားចောင်းသားများဤမနစ်မြို့ခြင်းရေမောခြင်းနှင့်မောင်းတီးခြင်းတို့ကို ခံစားရသောចောင်းသားမျိုးတယောက်ဖြစ်သည်ပုံစံအားဖြင့်သူသည်တယောက်ထဲငေးမန့်တူဝင်နေတတ်သည်အခြားသူများနှင့်ရုံးတော်ချင်းမပြူဘဲအထီးကျန်ရှိတတ်သည်သူသည်ကလေးဘွားကလေးကចောင်းတော်ကြောင့်မှတယောက်ထဲသွားပြီးနေတတ်သည်သို့တစေလဲចောင်းသားများအားလုံးကသူ့ကိုချစ်ခင်နှစ်သက်ကြသည်သူသည်သောတို့ကစားသည့်ဟူ၍မရှိသလောက်ပင်ဖြစ်သည်ပျော်ပျော်ရွှွှွှနေသည်ကိုလည်းမမြင်ရသလောက်ပင်ဖြစ်သည်သို့သောသူ့ကိုတခြင်းကြည့်ရများဖြင့်ပင်သူသည်မှန်ကောက်ကောက်လူငယ်ကလေးတရားမဟုတ်ကြောင်းသိတာထင်ရှားသည် အမှန်တော့သူဒီပေါင်တီတီမှန်ကောက်ကောက်မဟုတ်ရမြတ်မကမျက်နှာထကြည်လင်ပြီးစစ်တဘောသာကောင်းမှုသူတရားဖြစ်သည်သူဒီရေလူတဲတို့များအပေါ်တွင်မိတိအခါများဟဲ့ဟန်ထုတ်ခြင်းအပြုလုပ်တံအเจ้าမှာသူဒီမိတိကုံများမကြောက်ရွေလဲဖြစ်တံရ၏သို့တော့သူမကြောက်တတ်ဘူးဆိုသည်အပေါ်တွင်လည်းအခွင့်ရယူခြင်းလုံးဝမရှိခြင်းသူမကြောက်တတ်ဘူး သူတတိရှိသည်ဆိုသည့်အချက်ကိုမိသူများမသိစေရပါ သူသည်မိတူကိုများအမှတ်တေးမပြုတတ်ပါသူကိုရန်စားသောကောင်းကလေးတစ်ယောက်ကိုနောက်တနားရီလောက်အကြာတွင်စောစောကဘာမှမဖြစ်ခဲ့သည့်အတိုင်းပင်သူပြောဆိုဆက်ဆံတတ်သည်ရှင်တို့ဖြစ်ရသည်မှာစောစောကအဖြစ်ပြက်ကို သူမေ့သွား၍လည်းမဟုတ်ပါတစ်ဖက်သူဤစောကောင်းမှုကိုခုန်လို့၍လည်းမဟုတ်ပါ အမှတ်တကယ်တော်မူသူသည်စောစောကအဖြစ်အပျက်ကိုစောကောင်းမှုတစ်ခုခုမယူခဲ့သောကြောင့်ပင်ဖြစ်သည်ရင်းကြောင့်လဲကလေးတွေက သူ့ကိုချစ်ခင်နှစ်သက်ကြခြင်းဖြစ်သည်ရင်းကြောင့်လဲကလေးတွေကသူ့ကိုသဘောကျနှစ်သက်ကြခြင်းဖြစ်သည်သူ၏ပင်ကိုယ်ဆဲကြောင်းနေပဲတဲ့ငယ်ချင်းများ၏စိတ်တွင်တစ်ခုပဲဖြစ်ပေါ်ကြသည် ရင်းမှာ သူ့ကိုနောက်ပြောင်ကြည့်စေလိုကြခြင်းဖြစ်သည်ရှင်းတော့နောက်ပြောင်ကြည့်စေကြခြင်းမှာလည်းသူ့ကိုမလုံမုံထား၍မဟုတ်ကြပါပျော်၍သာဖြစ်ကြပါသည်သူကရိုးလွန်းဖြောင်းလွန်းသဖြင့်သူ့ကိုစားရသည်မှာပျော်စရာကောင်းလာသည်မိမနှင့်အကြောင်းနှင့်အချို့သောစကားလုံးများကိုသူနားမထောင်တတ်ပါဒီလိုအကြောင်းများဒီလိုစကားလုံးများကိုလည်းကြောင်းနေမှမပြောအောင်မပိုက်ပင်နိုင်ကြပါကြောင်းသားများသည်ဤကြောင်းများဤစကားများဤတွေးများကိုတို့တို့သော၎င်းကြဲကြဲသော၎င်း ပြောဆိုထားကြပါသည် အထက်လွှာကပညာတတ်ကလေးများသည်ဤကိစ္စများကိုစစ်သားရိတ်ထပ်ပင်ပြောတတ်ဆိုတတ်ကြပါသည်ဒီအကြောင်းများကိုသူတို့ပြောဆိုသည့်အခါတဲတွင်ပင် အလိုရှာသည်သူဤနာနဖက်ကိုလက်ညှိုးများဖြင့်ပိတ်ထားကြသည်ဂျင်းကိုတွေ့ရသောအခါကြောင်သားကလေးများသည်တမင်တကာပင်သူ့ကိုဝမ်းအောင်ပြီးနားကိုပိတ်ထားသောသူ့လက်နဖက်ကိုအတင်းဆွဲဖွဲ့ပြစ်တတ်ကြသည်ထို့နောက်သူဤနာနဖက်အတွင်သို့ညဉ့်ညံသောစကားလုံးများဟစ်အော်ပြီးပြောကြသည်ထို့အခါသူသည် တို့ဤရံမှာလောအယုံဖဲ့သည့်အနေနဲ့ကျမ်းမြင့်ပေါ်တွင်လဲချကသူ့မျက်နှာကိုဝှက်ထားတော်သည်တို့ဤနောက်ပြန်မှုကိုရံဖြည့်ခြင်းမရှိသောဘာတစ်ခုမှမပြောဘဲတိတ်ဆိတ်စွာခံနေတတ်သည်နောက်ဆုံးတွင်ကသူတို့လက်လျှော့သွားကြသည်သူ့ကိုနောက်ပြောင်ခြင်းမပြုကြတော့ချေသူ့အတွက်သူတို့မှတကယ်ပင်စိတ်မကောင်းဖြစ်ကြရတော့သည် အကြအောင်လျော်စားပင်သူသည်အတန်းနဲ့တွင်လူတော်တရားဖြစ်ချေသည်သို့သောအတော်ဆုံးဟူ၍လည်းမိသည့်အခါကားများမဖြစ်ခဲ့ပါချေရှင်ဖင်အိုလီနောတိစောပြီးနောက်တွင် လိုရှာသည်အထက်တန်းကျောင်းတွင်နောက်ထပ်နှစ်နှစ်မြားဆက်လက်ပညာသင်ကြားသည်ခင်မွန်းတဲ့ကုန်းလုံးတစ်ဖြင့်ပရိဒီဝါမီတောင်းလျက်ရှိသောမော်ဆိုမာကြီးသည်သူမ၏မိသားစုနှင့်အတူအီတလီနိုင်ငံသို့သွားရောက်သည်ထို့သောသွားရောက်ရာတွင်မိမသားရဲ့ကြီးဖြစ်သည်အလိုရှာသည်ဂျီဖင်အော်လီနော့နှင့်ဆွေနှီးမျိုးဆက်တော်သောအဖွားကြီးနှစ်ယောက်၏အိမ်တွင်သွားရောက်နေထိုင်သည်ထို့အဖွားကြီးနှစ်ယောက်ကိုသူအရင်ကမမြင်တွေ့ဘူးပါသူတို့အိမ်တွင်မိသည့်ပုံစံဖြင့် သွားရောက်နေထိုင်ရမည်ကိုလည်းသူမသိပါ သူဤထူးခြားသောအခြားစရဲတစ်ခုမှာသူသည်မိသူဤထောက်ပံ့မှုဖြင့်နေနေရသည်ကိုဂရုမပြုခြင်းပင်ဖြစ်သည်အိနီယာတွန်သူသည်အကောဖြစ်သူအိုင်ဘင်နှင့်ဆန့်ကျင်ပန်ပေဖြစ်သည်အိုင်ဘင်သည်ငငယ်လေးကလေးကပင်သူတို့ဘာ၏အိမ်တွင်နေနေရသည်ကိုမနှိမ့်မြှုပ်ခဲ့ခြင်းအကတော်ရသည်ပထမနှစ်တွင် အထုလိုအပ်နေသောငွေကြေးကိုလည်းသူ့ဝါသားသူရှာဖွေခဲ့သည်အလိုရှာ၏ဇယိုင်းနှင့်ပတ်သက်၍အထုအပြစ်တင်ပွဲရာကမရှိချေအလိုရှာသည် သူမှငွေတွေအများများရှိနေလျင်လဲပရမသောတွေ့သည့်သူကိုပေးမိလို့မျိုးဖြစ်တယ်။ရေဘူရအဖင်ပြောရလျင်သူသည်ငွေဤတံပိုးကိုသိရှိသူတူမဟုတ်ချင်းသူကို မမိုးပစံပေးလိုက်ရင်ဖုံမောင်မိုးကိုလည်းသူ့ဘာသူမိတိအခါကားမြတ်မတောင်းခဲ့ပါချေသူသည်ဖုံပစံကိုဘာလို့ရမှန်းမသိသဖြင့်သူ့လက်ထဲတွင်ရပောင်များစွာ ရှိကျင်လဲရှိနေပေလိုက်မည်သို့မဟုတ်ပါကဖုံပစံသည်တခဏချင်းအတွမှပင်အလွယ်တကူကုံဆိုးသွားခြင်းလဲသွားပေလိုက်မည်ဒီကဘာကြီးမှာမင်းလိုလူမျိုးတယောက်ပဲရှိနိုင်တယ် အဲ့ဒီလူမျိုးဟာပတ်သက်တပြားမှမရှိဘဲနဲ့လေလူသက်သန်းလောက်ရှိတဲ့မျိုးကြီးတမျိုးကိုရောက်သွားရင်လေဘလုံနီးနဲ့မှထမင်းငယ်ပြီးမသိနိုင်ဘူး။သူဟာချက်ချင်းပဲလက်တစ်ခုရပြီးထမင်းစားဖို့ဖြစ်လာမယ်။အဲ့ဒီလိုအလို့တစ်ခုရဖို့လေသူ့အနေနဲ့ဘာမှအထုတည်းကြိုးစားနေစရာမလိုဘူး။တိတ်ခါကြစရာလည်းဘာမှမရှိဘူး။ဘသူမှမှလည်းဝန်လေးစရာမရှိဘူး။အလို့ရှင်ကသူ့ကိုဝမ်းသာပန်းသာနဲ့အလို့တစ်ခုပေးမှာပဲ။ငွေကြီးနဲ့ပတ်သက်ပြီးအလေးထားတဲ့တော့ပီရာမီယူဆော့တီအလိုရှာအေးအကြောင်းကို သိရှိသောအခါအထပ်ပါအတိုင်းပြောဆိုခဲ့သည် သူသည်အထက်တန်းကျောင်းတွင်ပညာသင်ကြားခြင်းမပြီးဆုံးခဲ့ပါခြင်း။သင်တန်းပြီးဆုံးကနေတနစ်ခန့်အလိုတွင်သူသည်ခေါင်းထဲတွင်စိတ်ကုတ်တစ်ခုရုတ်တရက်ရလာသဖြင့်သူ့ဖခင်ထံသွားအုံမိဖြစ်ကြောင်းအတူနေသောအဖွားချင်းနှစ်ယောက်ကိုပြောကြသည်။အဖွားချင်းနှစ်ယောက်သည်သူ့ကိုအထူးပင်ချစ်ခင်ကြသဖြင့်ခွင့်ပြုခြင်းမဲခွင့်ပြုကြရသည်။ခေးစေးမှာမြောင်မြားလာသည်မဟုတ်ချေ။ဂျီဖင်အော်လီနော့အီမီတာစုနိုင်ငံသားသို့သွားကန်ဤတွင်အမတ်တရလက်ဆောင်ပေးခဲ့သောနာယီကိုလန်စီရဲ့အလို့အငါသူ့ပေါင်မြင်ပြုသောအခါ အဖွားချင်းနှစ်ယောက်ကခုမပြူပါကြေလမ်းစည်ကိုသူတို့ကပင်ပေးပါသည်သူများမကသူ့အတွက်ဝတ်ဆောင်တဲ့စုံလဲထုတ်ပေးကြပါသည်တို့ရတွင် အလိုရှာသည်အဖွားချင်းများပေးသောငွေတဝက်ကို ပြန်ပေးသည်သူကတတိယတည်းမှသွားမိဟုဆိုသည်ကျွန်တော်တို့မျိုးကလေးတို့သူရရှိသောအခါတောင်းပီးသည်ပဲဘာလို့ပြန်လာသည်နည်းဟု ဥပခင်ကမေတော်မေကွန်းကို သူအတိတ်ကြမဖြစ်ပဲသူဝင်ငင်းမလျက်တာနေတတ်သည်နောက်မှသိရသည်မှာသူမင်ကြီးတင်ညာအုပ်ကိုကို ရှာဖွေရန် သူပြန်လာခြင်းပင် ဖြစ်တော်သည်ဒီကိစ္စအတွက်ပင် သူလာရောက်ခြင်းဖြစ်ကြောင်းသူကိုယ်တိုင်ထိုအချင်းကဝန်ခံပြောဆိုခဲ့သည်သို့တော်သူလာရောက်ခြင်းသည်ဤเจ้าကိစ္စတစ်ခုဤအတွက်ဆိုသည်မှာကစင်စားစရာဖြစ်သည် သူဤဘွာလခီးတဲ့ကို မလွဲမရှောင်သာရှောင်စီရန်မိသည့်အချက်က ူစိတ်ကိုစိတ်စော်တီကိုသူကိုယ်တိုင်လည်းမသိတာဖြစ်နိုင်ပါသည်ဖခင်ဖြစ်သူသည်ဒုတိယဇနီးတဲ့ဤသင်ញိုင်းနေရာကိုမပြနိုင်မရှိသည်အเจ้าမှာသူသည်ဇနီးတဲ့ရခောင်းကိုမြုပ်နှက်ပြီးသည့်နောက်ပိုင်းတွင်ထုံနေရာသို့တစ်ခေါက်တလေမှမရရှိသောကြောင့်ပင်ဖြစ်ပါသည်အချိန်ကာလလည်းကြာမြင့်မြင့်ဖြစ်သည်ဖြင့်သင်ញိုင်းနေရာကိုမေးလျော့နေကြပြီသည်ဤနေရာတွင်ကာယမာစော့အကြောင်းအခုပြောရအောင်မည်ကျွန်တော်တို့မျိုးတို့သူပြန်လည်ရောက်ရှိနေသည်မှာမကြသေးပါ တုတ်တများနဲ့ရှေ့စဉ်နောက်စဉ်များသာဖြစ်သည်ဒုတိယဇနီးကွယ်လွန်ပြီးတောင်းလင်းနှင့်အကြတွင်ယူချပြည်တော်စုတောင်ပိုင်းသို့တိုးထွက်သွားသည်နောက်ဆုံးတွင်သူသည်ယူကရိန်းပြည်နယ်မြို့တော်အိုဒက်ဆာတွင်နှစ်ပေါင်းအတန်ကြာနေထိုင်သည်ထို့တွင်သူသည်ယေဟူဒီများနှင့်တိကျွမ်းရသည်ပထမတွင်သူသည်ယေဟူဒီလူစုံများနှင့်တွေ့ရပြီးနောက်ပိုင်းတွင် ဂျေဟိုဒီလူကောင်းများနှင့်ပါဆောင်ရသည်ဒီနှစ်များအတွင်းမှာပင်သူသည်ငွေရပါလုပ်ငန်းများကိုတွေးရှိခဲ့ပြီးငွေကြီးအတော်များများစူးစမ်းမိခဲ့ခြင်းပင်ဖြစ်သည်နောက်ဆုံးတွင်သူသည်အလရိုရှာရောက်ရှိမလာခင်ကောင်းနှစ်လောက်တွင် ကျွန်တော်တို့မျိုးကလေးတို့ပြန်လည်ရောက်ရှိလာသည်သူသည်တိတိတသားကြီး အိုမင်းကြီးကျော်သွားသည်ကိုသူဤအတိကျဟောင်းများကတွေ့ရှိကြရသည်သို့တော့သူသည်အဖိုးကြီးတရားမဟုတ်ပါခြင်းသူသည်အင်ရီအသိခါရှိမလားပဲပေါ်၍ပင်ဟီရီအော်ဒါဘတ်တရားကင်းမဲ့လာသည်လူပြည့်ကြီးတရားဖြစ်ခဲ့သော ကာရာမာဇော့သည် အခြားသူတွေကိုလည်းလူပြည့်များပင်ဖြစ်စေတော်သည်မိမတွေနှင့်ပတ်သက်သည့်သူဤလောက်ပုံကံပုံများမှာလည်း ကောင်းမလာုံတမကပို့ရပင်ဆိုးရွာလာတော့တယ်။သူပြန်ရောက်လာပြီးအကြမတင်မိမှာပင်ကျွန်တော်တို့ခရိုင်အတွင်း၌ပျော်ပဲဆောင်ရအမြောင်အမြောက်ကိုသူဖွင့်လှစ်တီထောင်တော့တယ်။သူတွင်ယူပန်ဝင်တသိန်းသို့မဟုတ်တသိန်းနီးပါးခန့်ရှိသည်မှလည်းတေကြသည်။ကျွန်တော်တို့မျိုးနှင့်ခရိုင်အတွင်းရှိလူအုပ်တော်များများပင်သူထံတွင်ငွေချေးကြရသည်။နောက်ပိုင်းတွင်သူ့ခန္ဓာကိုယ်ကြီးသည်အရက်ဖောဖောလာတော့တယ်။သူ၏အုံနောက်မှလည်းမကောင်းကျင်တော့။သူ၏စိတ်အဆင်မှလည်းမမှန်ကျင်တော့။သူ၏လောက်ဆောင်ချက်များသည် အမိအမမတည့်တော့။ ဒီတစ်ခုကိုအစာပြုထားပြီးအခြားတစ်ခုကိုလက်စားတတ်တယ်။သူ၏စိတ်ကူးများသည်တစ်ခုမှတစ်ခုသို့ခုန်ကုတ်လျက်ရှိတော်သည်။အရက်ကိုလည်းအရင်ကထက်ပိုတော့လာသည်။သူ၏လက်ပါစီကြီးဂရီဂိုရီကြောက်တာလျင်သူသည်ဘေးတို့ခွန်များကြရမည်အဖြစ်မှလုကင်းရသည်။ ဂရီဂိုရီသည်ကာရာမာဇော့ကိုကလေးတယောက်လိုပင်ကြည့်ရှုစောင့်ရှောက်လျက်ရှိသည်ဂရီဂိုရီကိုယ်တိုင်မှလည်းဖိုချိန်တွန်အဖိုးကြီးတယောက်ဖြစ်နေပေပြီအလိုရှာရောက်ရှိလာခြင်းသည်ကာရာမာဇော့ကိုအနှံ့ငယ်တော့ပြောင်းလဲစေပါသည်သူ၏စိတ်တော်ထားများကိုတည်ငြိမ်စေပါသည်သူ၏ရင်နှင်းတွင်ဒရေတည်နေသောအရာတစ်ခုနှိုးကြရှင်သနသည့်အလားဖြစ်သည်တားသည့်တလားသားဟာတင်းနဲ့တကယ်တူတာပဲတင်းဆိုတာဟိုယူမကိုပြောတာအလိုရှာကိုဤကဲ့သို့ သူအကြမ်းကြပြောတတ်တယ်အလုရှာဤအမေကိုအယူမဟု သူခေါ်လိမ့်ရှိတယ်အလုရှာကိုအယူမဤတင်ကျင်းသူလိုက်ပြသူမှာဂရီဂိုရီပင်ဖြစ်တယ်ဂရီဂိုရီသည်အလုရှာကိုတုတ်တန်သူခေါ်သွားသည်တုတ်တန်ထောက်တနည်းအတွင်းရှိသောအုတ်ကုတ်ကလေးကိုပြသည်အုတ်ကုတ်ကလေးသည်အပေါ်စားဖြစ်တော်လဲကောင်းမွန်စွာပြုလုပ်ထားသည်ကွယ်လွန်သူဤအမိအတန်အစားအသက်ကွယ်လွန်သည့်နေဆွဲတို့ကိုထူထွန်းထားသောတောက်ပြကလေးနှင့်ဖြစ်သည် အောက်ဖက်တွင် ထပ်လာတော့ဤတင်ញံကုမြတ်တွင်တွေ့ရသောခြေဟောက်ကပြလေးချောင်းကိုရေထိုးထားသည်အန်အောစရာကောင်းသည့်ကတော့ဤအုတ်ကုကလေးကိုဂရီဂိုရီကတိဆောက်ထားခြင်းပင်ဖြစ်သည်အယူမအိမ်မြေပုံပေါ်တွင်သူဤငွေဖြင့်ဤအုတ်ကုကိုပြုလုပ်ထားခြင်းပင်ဖြစ်သည် ကာရာမာဇော့ကို အုတ်ကုလုံးရန်သူခဏခဏပြောခဲ့တော်လဲကာရာမာဇော့က အုပ်ဝကိစ္စကိုလုံးဝမေးလျော့ကအိုဒဆာတို့ထွက်သွားခဲ့သည် အလျိုရှာသည်မိခင်အုပ်ကူကိုတွေ့ရှိရသောအခါအထုတလည်းစိတ်ထိခိုက်ဟန်အပြခဲ့ပါအုပ်ကိုဆောက်လို့သည့်အကြောင်းဂရီဂိုရီကလိုင်လဲစွာပြောပြသည်ကိုသူကဘာတခုမှမပြောဘဲခေါင်းကလေးငုံကနားထောင်နေခဲ့သည်ဒီနောက်ပိုင်းတွင်သူသည်မိခင်အုပ်ကူတို့ထမှန်တော့ရောက်ချင်းမရှိတော့ပါ သို့တော့အီဇလန်ကလေးကလည်းကာရာမာဆော့ကိုထိခိုက်စေသည်သူသည် ရူဝဲငွေတစ်ထောင်ယူကာ ဟောင်းကြီးချောင်းတို့သွားသည် ကွယ်လွန်သူစနစ်အတွက်ဝုတ်ပြုပွဲကျင်းပသည်သို့သောဒုတိယစနစ်အလိုရှာ၏မိခင်အတွက်ကမဟုတ်ချင်သူထူထောင်ရိုင်းနှက်ခဲ့သောပထမစနစ်သည်အဒီလီတာအတွက်ဖြစ်သည်သို့သောထိုနှင့်ညနေဘက်မှာပင်သူသည်အရက်တွင်မူပြီးဟောင်းကြီးတွေကိုရောအလိုရှာကိုရောဆဲဆိုသည် သူသည်ဘာသာရေးကန့်ရှက်သူတူမဟုတ်ပါချင်းပုံတော်ရရှိတွင် ဖယောင်းတန်းတဲ့တိုင်းပင်တွန်းလုခဲ့ဖို့သူမဟုတ်ချေအီလိုလူမျိုးတွေသည်ရတရဲ့စိတ်ကူးပေါက်တတ်ကြသည် သူဤခန္ဓာကိုယ်ကြီးသည်များစွာပင်ဖောယောင်လျက်ရှိကြောင်းကျွန်တော်ပြောဆိုခဲ့ပြီးပြီထို့အချင်းကသူမျက်နှာကြည့်သည်သူကျင်လည်ခဲ့သောဘဝကိုဖောပြနေသည် အမေတစီလိုပင်ခက်ထန်သောမယောသင်္ကာရှိသောတယောလှံပြောင်းသောမလွန်ကလေးများ၏အောက်ဖက်တွင်မျက်ခွန်များရှည်လျားစွာတွဲကြနေသည်မျက်နှာတစ်ခုလုံးအသားရင်များနှက်ဆိုင်စွာတွန့်နေသည် ခြုံထက်သောမေးအောက်တွင်စီမသောလေဆေးကတွဲကြလျက်ရှိသည်သူ့ပါးစပ်ကချေချေပြဲပြဲကြီးဖြစ်ပြီးနှကမ်းများကထူလပြည့်ကြီးဖြစ်သည်သွားတွေကမဲနေပြီးကျိုးပေါက်နေကြသည်သူသည်စကားတစ်ခါပြောမိလောက်တိုင်းတွေတစ်ခါထွေးတတ်သည် သူမျက်နှာချင်းနဲ့ပတ်သက်ပြီးသူ့ဘာသူပင်ဟာတာလောက်တတ်သည်သူမျက်နှာကိုသူသဘောကျနေသည်အထူးသဖြင့်သူနှာခေါင်းကိုသူအမွှေးတင်တတ်သည်သူနှာခေါင်းကသိမ့်မကြည့်ပါ သို့တော့သေးသွဲ့ပြီးလင်းရနှော့သည်လို့ကောက်နေသည်သူနှာခေါင်းကရောမနှာခေါင်းဗျာ ုံလေဘင်းကလဲစေကြီးနဲ့ဆိုရင်ကျုံမျက်နှာဟာရှေးခေရောင်းမမုံမတ်ကြီးတယောက်ရဲ့မျက်နှာပဲသူကရင်းသွပ်ပြောလို့ရှိသည်ဒီအတွက်သူကကောင်းတက်နေဟန်ရှိသည်အလျောရှာသည် သူမိခင်အုပ်ကူကိုတွေ့ရှိပြီးနောက်မကြမတင်မိမှပင်သဒ္ဒနာဘောင်သို့ဝင်ရောက်လိုကြောင်းသူ့ဖခင်ကိုပြောကြသည်ဖုန်းတော်ကြီးများကသူ့ကိုကိုရင်တပါအဖြစ် လက်ခံလိုကြသည်ဟုဆိုသည်ဤသည်မှာ သူဤပြမြသောဆန္ဒဖြစ်သည်ဖြင့်ဖခင်ဤသဘောဆန္ဒကို ကျောင်းခံရကြဖြစ်သည်ဟုဆိုသည်ကျွန်တော်တို့ကျောင်းနေကြီးရှိကျောင်းနေကိန်းကတစ်ခုတွင်လူမျိုးချင်းတရားကိုဖွေရှာနေသောဖုံးတော်ကြီးစောစီမှသည်အေးပင်မွေးသောလူငယ်ကလေးကို အထူးပင်သဘောကျလျက်ရှိကြောင်းကာရာမာဇော့သိရှိထားပြီးဖြစ်ပါသည်အလိုရှာဤခွန်တောင်းခံမှုကို ကာရာမာဇော့သည်စကားတစ်ခုမှမပြောဘဲအလေးအနက်စဉ်းစားနေဟန်ဖြင့်နားထောင်သည်အန်အုံးသည့်အမှုရာကလုံးဝမရှိချေအလိုရှာဤစကားဆုံးသောအခါ သူကဒီဖုန်းတော်ကြီးဟာဝန်မြင့်စေကြတဲ့ဖုန်းတော်ကြီးရဲ့ထဲမှာတပားအပါဝင်မယ်။ဒါကြောင့်မို့လဲဒီနေရာကိုလူနေမှာကလေးသွားချင်တာဖြစ်ရမယ်။သူကအရက်ကလေးနည်းနည်းထွေနေပြီဖြစ်သည်။သူကဖြုံးကနေသူ့ဤမပွန့်တပွန့်အပြုံကိုပြုံးလိုက်သည်။ဒီမဲလူကလေးတနည်းကြရင်တဟဒီလိုပုံစံမျိုးအဆုံးသတ်လိမ့်မယ်ဆိုတာဖေဖေအစိုးကြီးကလေးကတူပြီးသိခဲ့တယ်။ဖေဖေပြောတာတားယုံနေမဟုတ်လား။တားစိတ်ထင်မှာဒါကိုပဲ အမြဲတမ်းစိတ်ပူနေရမှာမဟုတ်လားဖေဖေသိပါတယ်တားမှာတားကိုပိုင်ငွေ2000ရှိတယ်ဒါကတားနဲ့ထရင်ခန်းဝင်ချင်းတင်ဖို့ပဲဖေဖေကတားကိုဘယ်တော့မှပြစ်မထားပါဘူးတကယ်လို့သူတို့ကတောင်းလို့ရှိရင်တားအတွက်လိုအပ်တဲ့ငွေကိုဖေဖေပေးပါမယ်ဒါပေမဲ့သူတို့ကမတောင်းဘူးဆိုရင်တော့လေဖေဖေတို့ကဘာဖြစ်လို့သူတို့ကိုတောင်းမှန်ပြီးပေးရမှာလဲဟုတ်တယ်မဟုတ်လားတားကအဆန်သုံးတဲ့နေရာမှာစာကလေးတစ်ကောင်လိုပဲတပတ်မှာစပလုံး20ပဲကုန်တဲ့သဘောမျိုးပဲတားတည်ပါတယ်ဖုံเจ้าတစ်เจ้าရှိတယ်အဲ့ဒီเจ้าရဲ့အောက်ဖက်တောင်ချင်းမှာ အိမ်တွေအများကြီးရှိတယ်အဲ့ဒီမှာဘယ်သူတွေနေတယ်လဲလူတွေအလုံးသိပါတယ်ဘုံကြီးကတော်တွေနေကြတယ်သူတို့ကိုဒီလိုပဲခေါ်ကြတယ်ဘုံကြီးကတော်အလုံးပေါင်း30လောက်ရှိမယ်လို့ဖိဖိထင်တယ်အဲ့ဒီကိုဖိဖိကိုယ်တိုင်ရောက်ဖူးတယ်အဲ့ဒီမှာအများကြီးစိတ်ဝင်စားစရာကောင်းတယ်အပြောင်းလဲသဘောမျိုးပေါ့နောက်ပြီးတော့အင်မတန်အံ့ဩစရာကောင်းတာကတော့အဲ့ဒီမှာယူရှားရဲ့မျိုးချင်းစိတ်အပြည့်အဝရှိတယ်အဲ့ဒီမှာပြင်သစ်မှာတရားမှမရှိဘူးသူတို့အနေနဲ့ပြင်သစ်မှာတွေကိုခေါ်မယ်ဆိုရင် အများကြီးခေါ်ထားနိုင်တာပေါ့သူတို့မှာပတ်စံတွေအများကြီးရှိတာပဲပြင်သစ်မှာတွေက ခေါ်ရဲဆိုရင်ဒါကြောင့်ပါပဲအဲပြည်တို့ရဲ့ဖုန်ကြီးကြောင့်မှာတော့ဒါမျိုးတွေမရှိပါဘူးဖုန်ကြီးကြော်တွေတရားမှမရှိဘူးဖုန်ကြီးအပတ်200ပဲရှိတယ်သူတို့ဟာအင်မတန်ရိုသားဖြူစင်ကြတယ်သူတို့ဟာပြည့်ညက်ထားတဲ့အတိုင်းဝါရှောင်ကြတယ်အမှန်ပဲအဲအဲ့တော့အဲ့ဒီကိုတားသွားခြင်းနဲ့မဟုတ်လားတားကိုစောင့်ရှောက်ရမယ်အတွက်ဖေဖေစိတ်မကောင်းပါဘူးတကယ်ပါပဲအဲ့လိုရှာတားကတော့ရုံမမဟုတ်ဘူးဒါပေမဲ့ဖေဖေဟာတားကိုတကယ်ကိုချစ်ပါတယ်အင်းလေတားကိုလိုဖုန်ကြီးဝင်မယ်ဆိုတာလဲကောင်းပါတယ်ဖေဖေတို့ဟာဒီအိမ်ကြီးမှာ အကုသိုလ်တွေအများကြီးပေါများခဲ့ကြတယ်ဖေဖေအတွက်ဘယ်သူကစုတောင်းမေတ္တာပို့ပေးပါမလဲလို့ဖေဖေအမြဲတမ်းစဉ်းစားမိခဲ့တယ်ဖေဖေအတွက်စုတောင်းပေးမဲ့လူမျိုးတရားဒီကဘာကြီးမှာရှိမှရှိပါမလားဖေဖေအမြဲတမ်းစဉ်းစားနေတယ်ဖေဖေသေလို့ရှိရင်ငရဲသားတွေကဖေဖေကိုဂျေကြီးနဲ့ချိန်ပြီးသူတို့နေရာကိုဆွဲခွာသွားကြမှာဂျိတ်တွေအကြောင်းလဲဖေဖေစဉ်းစားမိတယ်ဒီဂျိတ်တွေကိုသူတို့ဘယ်ကရတယ်လဲဒီဂျိတ်တွေကိုဘာနဲ့လုပ်ထားတယ်လဲတန်ဂျိတ်တွေပဲလားဒီဂျိတ်တွေကိုသူတို့ဘယ်မှာလုပ်တယ်လဲသူတို့မှာ ။ဘယ်လိုလို့ဟာရှိရမှာပဲ။ငရဲမှာမန်နေဂျာရှိတယ်ဆိုတော့ကိုတာဟုတ်ကြောင်ခင်ကြီးတွေယုံကြည်ထားကြတယ်။ငရဲကိုပြပြလက်ခံချင်ပါတယ်။ဒါပေမဲ့မန်နေဂျာရှိတဲ့ငရဲမျိုးပေါ့။အဲ့ဒီလိုဆိုရင်ဘလောက်များတန့်ပြန့်စင်ကြမလဲ။ဘလောက်များအလင်းရောင်ပေးစောင့်နိုင်မလဲ။ဒါပေမဲ့ငရဲမှာမန်နေဂျာရှိရှိမရှိရှိအကြောင်းတော့မဟုတ်ပါဘူး။အခုတော့ရှိတယ်ပေါ့။မင်းကြမရှိဘူးဆိုရင်တော့ချိတ်စရာဂျိတ်တွေမရှိနိုင်ဘူးချိတ်စရာဂျိတ်တွေမရှိဘူးဆိုရင်လည်းဘာမှဖြစ်နိုင်ပြန်မှုပေါ့ဖေဖေကိုဘသူကဂျိတ်တွေနဲ့ဆွဲချနိုင်တော့မှာလဲ တခါဖိဖိကိုနေရာကဆွဲမချဖို့ဆိုပြန်ရင်လေဒီလောကကြီးမှာတရားစီရင်မှုဆိုတာဘာမှရှိပြန်တော့မလဲဒီကြိတ်တွေဟာဖိဖိအတွက်ရှိနေရမယ်ဖိဖိဟာလူရုံးမှကြတရားပဲအလိုရှာနေရာမှာဒိတ်တွေမရှိပါဘူးဖိဖိအလိုရှာကသူ့ဖခင်ကိုအလေးနှစ်နှစ်ချိုးသားစွာနေမောကြည့်ရင်ပြောလိုက်သည်ဖိဖိသိပါတယ်ဒိတ်တွေရဲ့အခြေအရောင်တွေလောက်ပါနေတဲ့ကြောက်ကနေရာကိုဒီလိုပဲဖော်ထုတ်ခဲ့တယ်ဒါပေမဲ့နေရာမှာဒိတ်တွေမရှိဘူးဆိုတာကိုဘယ်လိုလုပ်ပြီးသိနိုင်မလဲသာဟာ ခင်ကြီးရဲ့ဂျာတဲ့ကိုရောက်သွားတဲ့အခါမှာတမျိုးတပုံဖြစ်သွားမှာသိကြပါတယ်။ဘာပဲဖြစ်ဖြစ်သားသွားပါ။အဲ့ဒီမှာအမှန်တရားကိုရှာပြီးဖြဖြေကိုပြန်ပြောပါ။ကိုသွားရမယ့်တမလွန်မှာဘာရှိရဲဆိုတာအသေးချာသိရရင်ကောင်းတာပေါ့။ဘာပဲဖြစ်ဖြစ်သားဟာဒီအင်ကြီးမှာအရဲသမားကြီးတယောက်နဲ့မင်းရဲ့ပြက်တွင်နဲ့အတူနေမဲ့အစားဖုန်ကြီးတွေနဲ့အတူတွားနေတာအများကြီးကောင်းပါတယ်။အဲ့ဒီမှာသားဘာမှမဖြစ်နိုင်ဘူးဆိုတာဖြဖြေယုံနေ။ဒါကြောင့်လဲ သားကိုဖေဖေလွတ်တာပဲသားဟာအဲ့ဒီမှမှအသိဉာဏ်နဲ့ရနိုင်ပြီးဒီကိုပြန်လာလိုက်မယ်လို့ဖေဖေမျှော်လင့်နေသားကိုဖေဖေစောင့်နေမယ်ဒီကမ္ဘာလောကကြီးမှာဖေဖေကိုအပြန်ပြောတဲ့လူဟာသားတရားပဲရှိတယ်ဒါကိုဖေဖေကောင်းကောင်းခံစားရတယ်ဘလို့မှမခံစားပဲမနေနိုင်ဘူးထို့နာတဲထန်စာငိုကြေးတော်သည် သူကကြောက်ကြဆင်းလဲတော့လဲစိတ်ထိခတ်တတ်ပါသည်ဟုတ်ကဲ့ပါပိတ်သက်များခင်ဗျာဒီကနေ့ရဲ့အစီအစဉ်ကိုတော့ဒီနေ့မှာပဲကျင်းသားကုန်ပြပါ နောက်နေ့မှာလည်း ဒီဝတ္ထုလေးရဲ့ဂျန်တဲ့အခန်းဆက်တွေကိုကျွန်တော်ကဆက်လက်ပြီးတော့ပြဆက်ပေးတော့မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ပေးသမျှကကျွန်တော်ရဲ့ channel လေးနဲ့စသမ်းပြပဲရှိနေပြီပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ဒီပန်းလေးကလည်းတော်မလားတော့မသိပါဘူးနော်။ဒါပေမဲ့လည်းအတနယ်ဆုံးစူးစမ်းပြီးတော့ဖတ်ထားပေးပါတယ်။အစင်မပြရတဲ့စုံတရားပါသွားရင်လည်းအလွန်ကိုအနုမြင့်မဲ့ကျွန်တော်ပြီးတော့တောင်းမထားချင်ပါတယ်။လောချက်မြတ်ကိုလည်းအောက်ကခေါမှာမှာရေးတော့ပြခင်နေပါတယ်ခင်ဗျာ။အဲဆိုရင်တော့နောက်နေ့တွေမှာပြန်လည်ဆောင်တွေ့ပါမယ်။ အစကနဲ့အဆုံးထိလိုက်ပါနာဆင်ပေးခဲ့ကြတဲ့ပရိသတ်တအုပ်တယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာပရိသတ်များအားလုံးပဲတရားလှပရဲ့ဘဝတွေကိုကိုစီကုန်းကပန်းဆိုင်လို့ရရှိနိုင်ကြပါစေခင်ဗျာ